မင်္ဂလာပါခင်ဗျာကျွန်တော်မိုက်ကယ်ကျော်ကျော်ပြည်ရမိုက်ကယ်ကျော်ကျော်ပါ31ရက်3လ2026မှာတက်တန်းကုန်ဆုံးမဲ့ဗီဇာမနဲ့ဝက်ဘတ်မဲ့ကိုမိုက်ကယ်ကျော်ကျော်ပြည်နဲ့ပဲတက်တန်းဆက်တိုးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါတက်တန်းတို့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ထိုင်းဆိုးရရုံကတော့တရားဝင်မကျင်ညာသေးပါဘူးဒါပေမဲ့ MKG ပြည်မှာရွေးချင်းတွေကူကြကြိုတင်ပြီးတော့စီရင်ပေးထားလို့ရပါပြီတက်တန်းကုန်မကုန်ဘယ်လိုကြည့်ရမှာလဲတော်တော်များများလူတရားမှာ 80လောက်ကတော့အာကြီးလို့တက်တယ်ပေါ့နော် channel 20ရာခိုင်နှုန်းလောက်ကတော့မိမိတို့ရဲ့ passport visa ပဲတော့ကုန်မှလည်းပါလဲကောင်းကောင်းမကြည့်တတ်တဲ့မိတ်ဆွေတွေရှိပါတယ်အဲ့ဒီလူတွေအတွက်လည်းကိုယ့်ဘက်ကိုဘယ်သူမှမေးကြရမလို့ပဲနဲ့ကိုယ့်ဘက်ကိုကြီးလို့တက်အောင်ကျွန်တော်တေချာလေးပြောပြပေးပါမယ်မိမိတို့ရဲ့ passport စာအုပ်ကိုဖြန့်ကြည့်လိုက်ပါအထက်ကစာမျက်နှာထဲမှာ visa စာမျက်နှာ31ရက်3/2026ဆိုတဲ့စာသားလေးရှိနေရဆိုရင်ဒီ post နဲ့လုံးဝဆိုင်ပါလေပြီးရင် ဘိုင်နူမတ်ဆာရွက်ပေါ့နော်ဒီကျွန်တော်ခုနမူနာပြတာတဲ့ဘိုင်နူမတ်ဆာရွက်ထဲမှာ31ရက်မီနာခွန်ထိုင်းလို့ရေးရပါတယ်မီနာခွန်2569အန်ဒီစာသားလေးရှိရဆိုရင်လေဒီ post နဲ့တက်ဆိုင်ပါတယ်ဒါကမိတ်ဆွေတို့ရဲ့ visa နဲ့ web permit တက်တန်းကုန်ဆုံးမဲ့ရက်ပါပဲစည်ရင်ကိုဘယ်လိုကြိုတင်ထားရမှာလဲ market ကြော်ကြော်ပြေးမှာစည်ရင်ကြိုတင်ထားတာဒါအလွယ်ပါတယ် ကျွန်တော်တို့ ਨੇ လှုပ်လက်ဆလူအောင်ဆိုရင် data ချက်လက်တွေကကျွန်တော်တို့ကအသေးစိတ်ကစပြီးတော့အကုန်တင်ထားပေးတဲ့အတွက် password မျက်နှာလေးတစ်ခုပဲ password ရှေ့မျက်နှာပေါ့နော် password ရှေ့မျက်နှာလေးပို့လာပေးရင်လည်းအားလုံးပြည့်စုံပါပြီအာပြီးရင်စာသားလေးတစ်ကြောင်ပို့ဖို့လိုတယ်31ရက်3လ2026လူအောင်တက်တန်ကို MKK ပေးနေပဲဆက်တိုးသွားပါမယ်ဒီစာသားလေးကိုကျွန်တော်တို့ပို့ခဲ့ပေးရုံပါပဲဒီစာသားလေးကိုလည်းရေးရတာမကြန့်ကြအောင်လို့ကျွန်တော်တို့ comment မှာပုံလေးတစ်ပုံလုပ်ပေးတာပါတယ် အဲဒီပုံလေးကိုဆေးပြီးတော့ကျွန်တော်တို့ရှီကို passport နဲ့ဒီပုံလေးနဲ့တွဲပြီးတော့ပို့ခဲ့ပြီးတော့มาပြီ MKG ပြည့်နဲ့အခုမှစပြီးတော့အလုံအမဲ့လူတွေဆိုရင်တော့ဘာတွေထပ်ပို့ဖို့လူလဲပေါ့နော် MKG ပြည့်နဲ့အခုမှစပြီးတော့အလုံအမဲ့လူဆိုရင်အပြည့်စုံပို့ပေးဖို့လူပါတယ်နံပါတ်1 passport ရှေ့စာမျက်နှာ passport ရှေ့စာမျက်နှာနောက်ပြီးတော့ visa စာမျက်နှာအားလုံးစာမျက်နှာအားလုံးဆိုတော့ကျွန်တော်တို့က ပတ်စုစာအုပ်တအုပ်မှာဘယ်နဲ့ညာနဲ့နှစ်ဖက်ရှိတယ်နှစ်ဖက်လုံးကိုအပြေးပေါ်အောင်လက်မပါဘဲနဲ့ကျွန်တော်တို့ရိုက်ခဲ့ပေးရပါမယ်ပြီးရင်ဘောပတ်မဲဆာရွက်ဒီခုနပြောတဲ့ဘိုင်နူမဆာရွက်ပေါ့နော်ဘိုင်နူမဆာရွက်ရဲ့နောက်ပြီးတော့ထောင်နန်းငွေချေဆာရွက်ရဲ့ပြီးရင်အရေးကြီးဆုံးကတော့မိမိရဲ့ကိုယ်တပိုင်းပုံတပုံဖုန်းနဲ့ရိုက်ထားတဲ့ကိုယ်တပိုင်းပုံတပုံပို့ခဲ့ပေးရပါမယ်ဒါကတော့အဓိကမဖြစ်မနေလိုအပ်တဲ့အချက်တွေပေါ့နော်ဒီအချက်တွေ နောက်ထပ်ထပ်ပြီးတော့လိုလာနိုင်တဲ့ဟာလေးတွေလည်းကျွန်တော်ကကြိုပြီးတော့ပြောပြပေးသွားပါမယ်ဒီချက်တွေကတော့လိုချင်မှလည်းလိုမယ်အန်တကယ်လို့မလိုတာလည်းဖြစ်နိုင်တယ်ပေါ့နော်โอเคအစိုးရအခွန်အဆောင်နာဘူးယင်ဒီဗမာတန်ရုံးမှာအစိုးရအခွန်ဆောင်နာဘူးကအခွန်စာရွက်ပုံပို့ပေးခဲ့ပါပြီးတော့ကျမ်းမာရေးအာမခံဒါမှမဟုတ်ပကံစံခုံးပေါ့နော်ဒါရှိရင်လည်းကျွန်တော်တို့ပို့ခဲ့ပေးပါပန်းရောက်ခဲ့ရှိရင်လည်းရှင်းနာကိုပုံပို့ခဲ့ပေးပါနောက်တစ်ခုကကိုကလက်ရှိရှိထားတဲ့ဒိုင်နူမစာရွက်ထဲမှာကတတိတူ နောက်ထပ်တတိတဦးကိုပြောင်းလာတယ်တတိပြောင်းချက်ခေါက်ဆိုင်ရရှိရင်လည်းကျွန်တော်တို့ပို့ခဲ့ပေးပါပြီးရင်ကိုရဲ့အဖေနာမည်အင်္ဂလိပ်လိုပြီးရင်အဖေရဲ့မွေးတက်ကြက်အင်္ဂလိပ်လိုအပြည့်စုံပါเนาะနောက်ပြီးတော့ဗမာပြည်မှတ်ပုံတွေရှိရင်လည်းရှင်းအောင်ပို့ခဲ့ပေးပါအခုထပ်ပြီးတော့ပြောတဲ့အချက်တွေကတော့လိုရင်လည်းလိုတယ်ဟိုလိုရင်လည်းလိုလာနိုင်တယ်ပေါ့เนาะဒါမှမဟုတ်ရင်မလိုအပ်တာလည်းဖြစ်နိုင်တယ်ရှိလဲရတယ်မရှိလဲရတယ်ပေါ့เนาะโอเคဒီရှင်းမှာကျွန်တော်တို့ပေးရမယ့် data က80%ခန့်တော့ပြည့်စုံသွားပါပြီ ဂျန်နဲ့20ရာခိုင်နှုန်းကကျွန်တော်တို့ဘာတွေထက်လို့မှလဲဆိုတော့ဂျန်နဲ့20ရာခိုင်နှုန်းကကိုယ်တိုင်ဆုံးဖြတ်ရမှာပေါ့နော်အဲโอเคကိုကလက်ရှိမှာဒီဘန်နူမန်ဆာရွက်ထဲမှာတတိတူโอเคအဲ့မှာကိုကအလုတ်တစ်ခုအစ်စ်ပြောင်းပြီကိုတတိရလည်းနာမည်ခံထားပြီးမှဆိုရင်ကိုရဲ့ကိုပိုင်တတိနဲ့ဆက်တိုးနေတာလားအဲ့ဒါလေးကိုကျွန်တော်တို့ကတည်တည်ချာချာလေးပြောပြဖို့လိုတယ်ဒါမှမဟုတ်ပဲねမိုက်ကယ်ကြောကြောပေးရတဲ့ပဲတတိ15ပြီးတော့တိုးမှာလားနှစ်မျိုးပဲရှိရဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်တထေးနဲ့တိုးမယ်ဆိုရတဲ့မျိုးနောက်တစ်မျိုးကဒီတထေးမရှိဘူးပေါ့နော်အဲမိုက်ကယ်ကျော်ကျော်ပေးရတထေးနဲ့ပဲဆက်ငါပြီးတော့တိုးမယ်ဒီနှစ်ခုလေးကိုပဲတိတိကျကျပြောပြီးကျွန်တော်တို့ကအလုပ်လုပ်ရတာပို့ပြီးတော့အဆင်ပြေပါတယ်ဒါဆိုရင်တော့အချက်လက်တွေဒါအလုံးအတည်းရပဲနော်ပြည်စုံသွားပြီပေါ့နော်တက်တန်းဆက်တိုးရင်ပုံစံဘယ်နှမျိုးရှိမှလဲတက်တန်းဆက်တိုးရင်တယောက်နဲ့တယောက်တော့ပုံစံမတူကြဘူးပေါ့နော်အာကျွန်တော်တို့ MKK ပေးရတော့ ပုံစံ၈မျိုး၉မျိုးကျွန်တော်တို့ရှင်းရှင်းပေးထားတယ်တိတ်တော့မတိကြဘူးเนาะဒါအရင်နှစ်ကလူတွေကိုကျွန်တော်တို့တိုးပေးတဲ့ပုံစံ၈မျိုး၉မျိုးပေါ့เนาะအဲ့ဒီ၈မျိုး၉မျိုးလဲကျွန်တော်တစ်ခုစီအသေးစိတ်ပြောသားမယ် style နဲ့ကျွန်တော် style number တွေနဲ့ပြောသားမယ်ပေါ့เนาะ style number 1ကိုပိုင်တစ်ထည်လဲရှိတယ်ကျမကြီးအမကန်လဲရှိတယ်ဒီလိုအပ်စီအတ္တတာဆုံးပဲတက်တန်တိုးတဲ့ချိန်ကြတယ် style number 1ကိုပိုင်တစ်ထည်ရှိတယ်အဲ့တော့တစ်ထည်ငါးကပြည့်ရမလို့ ျမ်းမကြီးအာမခံရှိတယ်တက်တန်းလဲကြံနေသေးတယ်အဲဒီတော့ကျမ်းမကြီးအာမခံလည်းဝယ်ရမလို့ဘူးအဲဒီတော့သူအစီအသက်တာဆုံးမှာစတိုင်နံပါတ်2ကိုပန်တထေးတော့ရှိတယ်ကျမ်းမကြီးအာမခံမရှိဘူးမရှိဘူးဆိုရင်ကျွန်တော်တို့ကဝယ်ရမှာဒါပေမဲ့ကျမ်းမကြီးအာမခံတော့ရှိတယ်တက်တန်းတိုးတဲ့အချိန်မှာကုန်ကန်ကြီးတလားနှလားဆိုကျွန်တော်တို့ကတက်တန်းဆက်တိုးတဲ့အချိန်တကယ်ကအမှန်ကန်တိုးတဲ့အချိန်အောင်လို့ကျမရမကန်မရှိတော့ဘူးဆိုရင်လည်းဝယ်ပေးရမယ်ဒါစတိုင်နံပါတ်2ပေါ့နော်စတိုင်နံပါတ်3တတိတော့မရှိဘူး ဒါပေမဲ့ကျမရဲ့အမှတ်ကတော့ရှိတယ်။အဲအဲဒါဆိုရင်စတိုင်နံပါတ်3စတိုင်နံပါတ်4တထေးလည်းမရှိဘူးကျမရဲ့အမှတ်ကလည်းမရှိဘူး။အဲဒီလူတွေဆိုရင်တထေးလည်းငှားရမယ်။ဒီကျမရဲ့အမှတ်ကလည်းကျွန်တော်တို့ကဝယ်ပေးရမှာပေါ့နော်။ Okay စတိုင်နံပါတ်5စတိုင်နံပါတ်5မဲဘန်နေပေါ့ဘန်နေပေါ့နော်။ဒီတထေးကြီးအိမ်ဒီမှာအလုပ်လုပ်တဲ့တထေးကြီးနဲ့အနီးကပ်နေတဲ့လူတွေဒီလူတွေကတော့မဖြစ်မနေကျမရဲ့အမှတ်ကတစ်နှစ်ဝယ်လို့ရတယ်နှစ်နှစ်ဝယ်လို့ရတယ် ကျမရမကအမှန်ကန်တနည်းနည်းနည်းဝယ်ရတာဖြစ်တဲ့အတွက်ဝယ်ယုံနေအဆင့်နဲ့မပြီးဘူးကျန်တဲ့အပေါ်ကလေးစင်းလောက်ကကျွန်တော်တို့ကလူမပါဘဲနဲ့လဲကျွန်တော်တို့ကဝယ်ပေးလို့ရလောက်တဲ့အဆင့်ကိုအမ်ကြိုးစားပြီးကြည့်လို့ရတယ်ပေါ့နော်ဒီမဲဘန်တွေဖော့ဘန်တွေကကြတော့ကျမရမကကိုမဖြစ်မနေရှေ့ယုံမှာကိုယ်တိုင်တွေးပြီးတော့တက်ချက်ကြတယ်တခုခုဖြစ်ရင်လည်းရှေ့ကူလို့ရတယ်ကြက်ကြက်ဟာကြက်မရမကန်ကတ်လည်းရတယ်ပေါ့နော်အဲဒီမဲဘန်တွေဖော့ဘန်တွေရ တနေ့ဝယ်လို့ရတယ်အဲ့ဒါဟုတ်ဆိုရင်စတိုင်နံပါတ်5တကယ်လို့ကျမဲပန်ဖော့ပန်ကျမရဲ့အမကနှစ်နှစ်တက်တန်းယူမဲ့လို့ဆိုရင်စတိုင်နံပါတ်6ပေါ့နော်โอเคစတိုင်နံပါတ်9ကြံ့တော့တည်နေတယ်ပါမစ်တက်တန်းဆက်တိုးခြင်းနဲ့လူဒီစတိုင်နံပါတ်9ကကြတော့ကျွန်တော်တို့က50 50ပဲလုံးလို့ရတာရှိမယ်မရတာရှိမယ်တကယ်လို့မရဘူးဆိုရင်တော့လူတစ်ပတ်ရလိုက်တာအကောင်းဆုံးပေါ့နော်အဲ့ဒါစတိုင်နံပါတ်9စတိုင်နံပါတ်8 စတန်နံပါတ်၈ကကြတော့ခုနစတန်နံပါတ်4နဲ့နည်းနည်းလေးရှင်းတယ်တတိယရောမရှိဘူးပကံလည်းမရှိဘူးโอเคအဲ့တော့ဒီမှာတိတိကျကျလေးကျွန်တော်အရင်နှစ်တွေတည်းမတူဘဲနဲ့ကြိုတင်ပြီးတော့သတိပေးနေတာရှိတယ်တတိယလည်းမရှိဘူးပကံလည်းမရှိဘူးအဲ့တော့စတန်နံပါတ်4မှာတော့တတိယမရှိပကံမရှိဆိုကျွန်တော်တို့ကပကံကိုရိုးရိုးဝယ်ပေးလိုက်တယ်ရိုးရိုးဝယ်ပေးလိုက်တာဖြစ်တဲ့အတွက်တတန်တိုးတဲ့အချိန်မှာကျွန်တော်တို့ဝယ်ပေးတဲ့ပကံအသုံးလို့ရတယ်ဒါပေမဲ့တစ်ခုခုဖြစ်ရင်သုံးလို့မရဘူး ဒီစတိုင်နံပါတ်8အတွက်ပကံကြတော့ကိုကကျမရဲလည်းမကောင်းဘူးတတိလေးငှားရမယ်โอเคတတိလေးငှားပေးမယ်ပြီးရင် तू ကမဲဘန်းနေလို့မျိုးအမှန်ကန်တွေးရှိပြီးတော့ကျမရဲအမှန်ကန်ပကံကိုနှစ်နှစ်ယူခြင်းယူလို့ရတယ် तू ကကြတော့တွေးရှိခဈေးပို့တက်ကုန်သွားမှာပေါ့နော်ဒါပေမဲ့တခုခုဖြစ်ရင်ဈေးယုံဈေးကန်ပြလို့ရတယ်ဒီကလေးမွေးတာတို့ဘာတို့အဆပေါ့နော်30နဲ့ကိုမွေးလို့ရတယ်သူတို့ကကြတော့အဲ့ဒါကြတော့စတန်နံပါတ်8 တထေးလည်းမရှိဘူးမိမိမှာကျမ်းမာရေးလည်းမကောင်းဘူးဆိုရင်ဒီ stand number 8နဲ့တက်တန်ဆက်သွားဖို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့တခုခုဖြစ်တယ်ဆိုရင်ကိုကအခုတက်တန်တစ်နှစ်အတွင်းမှာတခုခုဖြစ်တယ်ဆိုဒီကန့်နဲ့ကိုကရှေ့ဦးမှာတပြလို့ရတယ်ပေါ့နော်တစ်ခါပြရင်30တော့ပါတော့အဲ့လိုမျိုးကုန်တယ်ဒါကတော့ stand number 8ပေါ့နော် okay အဲကျွန်တော်ဒီနှစ်အတွက်ကတော့ဘလို့ပုံစံမျိုးနဲ့လာမလဲမသိသေးဘူးဒါပေမဲ့အရင်နှစ်တွေတော့တက်တန်တိုးတဲ့လူတွေကတော့ဒီရှစ်မျိုးတွေကပြုတ်တာတခုမှမရှိဘူး ကေအစိုးရကဖွင့်မဲ့ခန့်မှန်းရက်နဲ့ကုန်ကြရက်အစိုးရကခန့်မှန်းဖွင့်မဲ့ရက်ကခန့်မှန်းရက်ကတော့ကျွန်တော်တို့ကမှန်းလာတာတော့ဒီ12လပိုင်း1လပိုင်းလောက်ပေါ့နော်ဘာဖြစ်လို့3လပိုင်းမဲ့တက်တန်ကုန်တော့မယ်လေဒီ12လပိုင်း1လပိုင်းလောက်မှတော့ရမ်းမယ်ဆိုတော့ကျွန်တော်တို့ကကြားရတယ်ဒါမှမဟုတ်အတိအကျတော့မသိသေးဘူးအရင်နှစ်တည်းလိုပဲပေးရှိမလားဒီနှစ်ကတော့မြန်မလားတော့ကြိုတင်ခန့်မှန်းပြောလို့မရဘူးပေါ့နော်ဒါကတော့ဒီခန့်မှန်းဖွင့်မဲ့ရက်ပေါ့ကုန်ကြစိတ်နဲ့ပတ်သက်လို့ကတော့ တိတိကျကျကျွန်တော်လည်းပြောလို့မရသေးဘူးအဓိကကတော့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကကျွန်တော်ကကုန်ကြစိတ်တို့ဘာတို့အလူရစီကျင်တာတို့ဘာတို့အဲ့ဒါတဲ့အကြောင်းအဓိကတင်ရတာမဟုတ်ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကတက်တန်းကုန်မဲ့လူတွေကအများကြီးရှိတယ်အဲ့ဒီတက်တန်းကုန်မဲ့လူတွေရဲ့ customer အနေနဲ့ဒီ market ကြောကြောပြေးမှာအလုတ်လာအပ်တာဖြစ်စီမအပ်ဘူးပဲဖြစ်စီ ဒါပေမဲ့ကိုဘာတွေလိုအပ်လဲဆိုတာကိုကျွန်တော်တို့ကလုံနေတဲ့လူတွေဆိုတော့တည်တယ်။အဲဒီတော့ဘာတွေလိုအပ်လဲဆိုတာကိုတို့အနေနဲ့ကွက်ကွက်ပြားပြားလေးလိုအပ်တဲ့စာရွက်စာတမ်းတွေကိုကြိုတည်ထားမှဆိုရင်ပြင်ဆင်ထားလို့ရတယ်။ဘယ်အေးချင်းမှာပဲအလုပ်အပ်ကျွန်တော်အခုပြောပြတဲ့ဗီဒီယိုတွေကအချက်လက်တွေနဲ့လွတ်မှာမဟုတ်ဘူး။သူကတရားတွေပဲတောင်းမှာပဲ။အဲဒီတော့ကိုကယူယူလေးပဲ အလုပ်ကိုဘယ် agent နဲ့အဖို့ပဲစဉ်းစားစဉ်းစားဒီအချက်လက်လေးတွေကိုကြိုတိတာလေဆိုရင်ကြိုပြင်လာလို့ရတယ်သူတို့နဲ့တွေ့စကားပြောတဲ့ခါကျရင်နှစ်ဦးနှစ်ဖက်တော့အချိန်မကုန်ဘူးပေါ့နော်အဲ့တော့ဒီ video ရဲ့ရချက်ကဒီဆာရွက်ဆာတန်းတွေကိုကြိုပြီးတော့တိတာပြီးတော့ကြိုပြင်လာဖို့ပဲပေါ့နော်အဲ့ဒါမိတ်ဆွေတို့အတွက်တကယ်လုံးဝသုံးဝင်မှာပါ MKKP ကို okay ဟုတ်ပြီဆရင်လာကြိုပေးလာလိုက်ပြီပေါ့နော်ဆရင်ကြိုပေးပြီးသားပြီအစိုးရရုံကတရံမွန်ဖွင့်လို့ဈေးနှုန်းတိလာလို့ မကြိုက်လို့မလုပ်ချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့စကားပြောလို့အဆင်မပြေတာပဲဖြစ်ဖြစ်ကန်ဆယ်လုပ်လို့ရလားစာရွက်စာတမ်းကျွန်တော်တို့ဒီအမကကြိုကြိုရုံကစာရွက်စာတမ်းစစ်ဆေးပေးတာတို့ဒီတက်တန်းတို့ကိစ္စတွေအတွက်ဟိုတိုင်ပင်ပြီးတော့အကြံဉာဏ်ပေးတာတို့ဒီစရင်ကျုပ်ကောက်ပေးတာတို့စရင်ကျုပ်ကောက်ပြီဆိုရင်ကျွန်တော်တို့ကဒီတိုင်းကျုပ်ကောက်တာမဟုတ်အမှန်ကန်ကျွန်တော်တို့ကမှတ်ထားပေးတာ ပြီးရင်တိတိချာချာလဲကယူဒီဆိုင်နဲ့ဘာလေးပဲဖြစ်ဖြစ်ရကူးစရပြီးကျွန်တော်တို့အမှန်ကန်လာပြောပေးတာအဲ့ဒီဟာတွေအကုန်လုံးကျွန်တော်တို့အားလုံး free လုပ်ပေးတာဒါကြောင့်လဲဆိုကျွန်တော်ရိုးရဲ့ customer ကျွန်တော်တို့လာမေးပြီးဆိုတဲ့ကျွန်တော်တို့တိချာစင်မှတ်ထားပေးလိုက်ပြီးပြီးရောကျွန်တော်တို့ဘယ်တော့မှမေ့သွားလဲဆိုတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကတော့စင်ရင်လာကြိုပေးရတဲ့လူမှန်သမျှကိုကျွန်တော်တို့တေချာမှတ်ပြီးတော့ကျွန်တော်တို့ဘက်က information အသေးရတာနဲ့ဂယူတက်ဆိုင်လာအကြောင်းပြန်ပေးမှာ။ Okay အဒီတော့မှဆက်မလုပ်ချင်တော့ဘူးဆိုရင်မိတ်ဆွေတို့ဘက်ကတခုပဲ ကျွန်တော်တို့တိတိကျကျလေးအချိန်မဆွဲဘဲနဲ့ပြောပေးပြောပေးရင်ကျွန်တော်တို့ကမှတ်ထားပြီးတဲ့စည်ရင်းတွေကနေဖြတ်ပြီးလိုက်ရင်ကျွန်တော်တို့အတွက်လည်းဒီလူကိုထပ်တလဲလဲသွားပြောရတဲ့ဒုက္ခကရှင်းသွားမှာပေါ့နော်အဲမိတ်ဆွေတို့ဘက်တော့လည်းအချိန်မကုန်အဲ့တော့ခုနကပြောတဲ့မိကွန်းရဲ့အနှစ်ချုပ်ကကန်ဆယ်လို့ရလားဆိုရင်ကျွန်တော်တို့ဆရာမွေမကောက်သေးသေးရကန်ဆယ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့တိတိကျကျကြူပြောပေးတဲ့လူတွေကျွန်တော်တို့ကကျေးဇူးတင်တယ်အပြည့်တော့ တတိကျကျလာလဲကိုနဲ့ဆက်လုပ်မယ်လဲမပြောမလုပ်ဘူးလဲမပြောဆိုအဲ့ဒီလူရဲ့စိတ်ရင်းကကျွန်တော်တို့မှရှိပြီးတော့ကျွန်တော်တို့အတွက်ဟိုဝင်းဒိုးဝင်ပိုးကြီးဖြစ်နေရပါတော့။ဘာဖြစ်ဆိုကျွန်တော်တို့ကအမြဲတမ်းတွတ်တွတ်တတိပီနေတာကိုတက်တန်းကုတ်မှဆိုလို့တည်သွားမှဆိုလို့အဲ့တော့ကိုပမာပဲလှုပ်လှုပ်စိတ်ကြိုက်အေဂျင်နဲ့အလုပ်အလုပ်ရတယ်ကျွန်တော်တို့ကိုတတိကျကျလေးပြောပြီးတော့လာပြီးတော့ကန်ဆယ်လာလုပ်လို့ရတယ်။အာဒီလောက်ကျွန်တော်ပြောပြလိုက်ရင်ဒီ31ရက်3လ2026မှာတက်တန်းကုတ်မယ်။ ဒီညီလေးညီမလေးတွေကိုဒီမတွေရောအကုန်လုံးကနောက်ထပ်လာမဲ့တတန်တို့လုပ်ငန်းစဉ်အတွက်ဘာတွေလိုအပ်လဲဆိုတာကိုကြိုပြင်နာဖို့အတွက်တော့ကြိုကြည့်ကြည့်ရှိမယ်လို့ထင်ပါတယ်ဒီထက်ပို့ပြီးတော့တည်ကျင်တဲ့မိကုံးလေးတွေရှိရင်လည်းကျွန်တော်တို့ချက်ပေါက်ကနေပြီးတော့မင်းကျွန်တော်တို့ကဒေချာပေါက်ဖြည့်ပေးပါတယ်ခင်ဗျာဒါမှမဟုတ်ပဲနဲ့ဒီပေးရဲ့ comment မှာပဲကျွန်တော်တို့မေးရခဲ့တဲ့မိကုံးလေးတွေဆိုရင်လည်းကျွန်တော်တို့အားတဲ့ချိန်ကဝင်စစ်ပြီးတော့ဖြည့်ပေးသွားမှာပါ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမိုက်ကကြော်ကြော်ပါ